မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့ဆရာကြီးထင်လင်းဘာသာပြန်ဆိုထားတဲ့မြေတားရှင်မလေးပေါလီယာနာဆိုတဲ့ဝတ္ထုစာအုပ်လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင်အပိုင်း25မတင်မကြရင်တမမဟာရင်တန်အင်ကြီးတို့ဂျွန်ပင်ဒယ်ဒန်လာသည်နေ့နောက်တရက်ကဂျော်ပေါလီဒီပေါလီယာနာအားအထူးကုဆရာဝန်ရောက်လာမည်အကြောင်းကိုကြိုတင်ပြောထားရင်တာဝန်ကို သူကိုယ်တိုင်ယူလိုက်သည်တမီးလေးပေါလီယာနာတမီးလေးမြင်မြန်နေကောင်းအောင်လေဒေါက်တာဝါရင်အပြင် အကြံဉာဏ်ပေးဖို့တခြားဆရာဝန်တယောက်ခေါ်ဖို့ဆုံးဖြတ်ထားတယ်လေပေါလီယာနာအင်းမျက်နှာပေါ်တွင်ပျော်ရွှင်သွားသည့်အရေးအယံများပေါ်လာကဒေါက်တာချယ်လ်တန်ပေါ်အန်ဒီပေါ်လီဟုတ်လားတမီးလေးဒေါက်တာချယ်လ်တန်ကိုသိခွန်စင်တာပဲတချိန်လုံးသူ့ကိုပဲမျှော်နေတာပေါ့ဒါပေမဲ့အန်ဒီကတနည်းအားလေးသာပရင်ကနေသူ့မြင်သွားတာကိုစိတ်ဆိုးလို့သူ့ကိုမလိုချင်ဘူးမဟုတ်လားတမီးကလည်းဒါကြောင့်ဘာမှမပြောချင်တာ အခုအန်တီယာသူ့ကိုလိုချင်နေဆိုတော့တမီးအသိဝမ်းတာတာပေါ့ဟုပြောလေရာအန်တီပေါ်လီဤမျက်နှာမှာဖြူတလဲနေတလဲနဲ့အနေအားခက်လျက်ရှိတော်လေသူစကားပြောသောအခါခပ်ပေါ်ပေါ်ရွှင်ရွှင်မင်းပြောရင်အားထုတ်နေကြောင်းသိတာလှပေသည်။အိုးမဟုတ်ဘူးလေတမီးလေးရဲ့အန်တီပေါ်လီပြောတာဒေါက်တာချီလ်ဒန်မဟုတ်ဘူးလေဆရာဝန်အစ်စ်လေတိတ်နာမည်ကျော်တဲ့နယူးယောက်ကဆရာဝန်တမီးမှာဖြစ်တာမျိုးတွေကိုအများကြီးသိတဲ့ဆရာဝန်ပေါ်လီယာနာမျက်နှာညှိုးသွားသည် ဒေါက်တာချယ်တန်တရားရဲ့တဝက်တောင်မသိဘူးထင်ပါတယ်။သိပါတယ်တမီလီရဲ့သူသိပါတယ်။မစ္စတာပင်ဒယ်တန်ခြေကျိုးတော့ကကို့လာကဒေါက်တာချယ်တန်မဲအန်ဒီပေါ်လီရဲ့အန်ဒီမှာတိတ်ကိစ္စမရှိဘူးဆိုရင်တမီကဒေါက်တာချယ်တန်ကိုခေါ်ချင်တဲ့အန်ဒီတမီတကယ်ခေါ်ချင်တာ။ဒေါ်ပေါ်လီစိတ်မသက်မသာညနာနီးမြန်းလာကအတန်ကြာအောင်စကားမပြောဘဲနေပြီးမှတင်မှာပြတ်သားနေကြသူ့ငကိုအတန်ကိုချိုးတာနိုင်သမျှချိုးတာအောင်ပြုလျက်အဲ့ဒီမှာကိစ္စရှိတယ်တမီလီတိတ်ရှိတယ် တမီလေးတို့ဆိုရင်အန်တီဘာမစလုပ်ပေးမယ်။ဒါကတော့အန်တီအခုမပြောချင်သေးတဲ့အကြောင်းကြောင့်ဒေါက်တာချယ်တန်ဒီကိစ္စအတွက်မပြင်ချင်ဘူး။အန်တီပြောရင်ရုံပါ။အခုနောက်ပြန်နယူးယောက်ကရောက်လာမယ့်ဆရာဝန်ကြီးထက်တမီရဲ့အနာကြောင့်သူဘာမှပိုမသိနိုင်ပါဘူးကွယ်။ဟိုရှင်းပြတော့လေ။ပေါ်လီယာနာကသဘောမပေါက်သေး။ဒါပေမဲ့အန်တီပေါ်လီအန်တီဒေါက်တာချယ်တန်ချင်းပေါ်လီယာနာဘာတွေပြောနေရလဲ။ဒေါ်ပေါ်လီရဲ့အတန်မှာတင်းမာပြီးသူ့အိမ်မျက်နှာလဲနေရနေလေသည်။ဒီလိုပါအန်တီ။ ဒေါက်တာချယ်ဒန်ကိုချက်ပြီးတခြားဆောင်ဝင်ကိုမချက်ဘူးဆိုရင်ဈေးကူတာတဲ့အခါထိရောက်မှလဲကွာချားမှာပဲတင်နေ။သမီးကဒေါက်တာချယ်ဒန်ကိုချက်တယ်။ထို့အခိုက်သူနာပြုတ်ဆံမှဝင်လာတဲ့ဖြင့်အန်တီဘော်ဒီမှာစိတ်သက်သာရရသွားကရုတ်တရက်ထိုင်ရမှထားလိုက်။အန်တီစိတ်မကောင်းပါဘူးဘော်ဒီယာနာ။ဒါပေမဲ့ဒီတခါတော့အန်တီအဆုံးဖြတ်ကိုလက်ခံရလိမ့်မယ်တင်နေ။ပြီးတော့စီစဉ်ပြီးသားလည်းဖြစ်နေပြီ။နယူးယောက်ကဆောင်ဝင်မနေ့ဖြစ်မဲရောက်လာတော့မယ်လေ။သို့တော့လက်ပြန်တွင်နယူးယောက်မှာဆောင်ဝင်သည်ရောက်မလာခြင်း နောက်ဆုံးချိန်တွင်မှအထုပ်ဖို့ဆရာဝန်ကြီးကိုရိုင်းဖြားနေ၍မလဲမရှောင်သာနှောင့်နေနေရကြောင်းဂျီနန်စာရောက်လာသည်အီရန်ပေါ်လီယာနာသည်ဒေါက်တာချီလ်တန်အားပင်ခေါ်ရန်ထပ်မံတောင်းပန်ရန်အကြောင်းပေါ်လာသည်ယခုဆိုရင်လွယ်နေပြီမဟုတ်လားတို့ရရင်ရခင်တိုင်းပင်တော်ပေါ်လီသည်ခေါင်းဝသာအတွင်ရန်ကမပင့်နိုင်မှုသမီးလေးရဲ့ဟူသောပြက်ပြက်သားသားဆိုလိုက်ပြီးဒေါက်တာချီလ်တန်ကိုပင်ခေါ်ဖို့မှာတပါအခြားဘာမှမဆိုသမီးကလေးပေါ်လီယာနာစိတ်ချမ်းသာဖို့ဆိုရင်လှုပ်ပေးပါမယ်ဟုကတိပေးရပြန်သည် ဤသို့လျှင်ဆောင်းဆိုင်နေရသောနေများတနေ့ပြီးတနေ့ကုန်လွန်ခဲ့သည်အန်တီဘော်ဒီလည်းတမိကလေးဘော်လီယာနာစိတ်ချမ်းသာကိုဆိုလျှင်ထိုကိစ္စမှလွဲ၍ဗမ်ဆိုးလုပ်ပေးနေရဟန်တူပေသည်နန်စီကတနနက်တွင်အဖိုးကြီးတော်အားစမဖြင့်ယုံတော်မယုံပါဘူးဘလို့ပြောလို့မှမယုံပါဘူးကလေးနာတရွေဝဲနဲ့တစ်ခုပြီးတစ်ခုလုပ်ပေးနေတာပဲမနစ်မလက်ပါဘူးအရင်တစ်ပတ်လောက်ကများငပွားတော့ငွားတော့ဆိုရင်ဘယ်နည်းနဲ့မှအပေါ်တော့ခွင့်မပေးတယ်မမ ခုများစုပေါလီယန်နာပြောဖို့ဆိုပြီးအိပ်ရတဲ့ဂျွန်းပြစ်စော့နေတော့ဘာမှမပြောတော့ဘူးငူရွေး၎င်းဘာမှမလုပ်နိုင်ရင်လဲအခန်းထဲရှိသမျှပဒင်းပေါက်တစ်ခုပြီးတစ်ခုလှည့်ပြီးဖန်နှုံးကလေးတွေပြင်ချိတ်ဒါကလေးတွေကတက်တန်စင်းကလေးတွေတလုံးလုံးကအောင်လုပ်တယ်လို့ကလေးကပြောတော့ဘူးပြီးတော့ဟိုကဒီကပို့ကြတဲ့ပန်းစီတွေပြင် ပြင်မို့ဒီကိုတနေ့တုံးကပန်းဆိုင်သွားပြီးလက်လက်ဆက်ဆက်ပန်းတွေအဝယ်ခိုင်းတနေ့ရမြကလေးရဲ့ကလင်နာမှာထိုင်ပြီးသူနာပြုဆရာမကသူ့စပင်ဖိလို့ကလေးကအိပ်ရတဲ့ကနေပြီးဟိုဟာဟိုလိုလို့ ဒီဟာဒီလိုလုံးနဲ့လညို့လို့ခိုင်းလို့ပြောလို့တကယ်ပါပဲရှင်ခုတော့တမိလေးကျင်းတ်ပါစီတော့ဆိုပြီးဒေါ်ပေါ်လိစပင်ကိုအဲ့တလို့ကြီးဖိထားရတာပဲလေဟူ၍၎င်းတအံ့တော ပြပြနေလေအဖိုးကြီးကခက်အေးအေးရေလိုက်ပြီးဟဲ့ဟဲ့မပေါ်လိလည်းအဲ့တလို့စပင်ခွေးတွေပါရနှစ်ဘူးဝချတာတော့မစိုးဘူးဟဲ့ဟုမချက်ချာကြီးနန်စီကစိုးမှမစိုးတာပဲတော့မစိုးဘူးပေါ့အခုတော်တော်ကိုလူနဲ့သူနဲ့တူလာပြီးတော့ဟုပြန်လဲခြေပါသည် နင်တော့နင်နန်စီနင်ကမတ်ပေါ်လီချောပါတယ်ဆိုတော့ကနင်ပြောတာမှတ်မိသေးရဲ့လားဟုအဖိုးအွားပြုံးလျက်ဆိုသည်နန်စီကခုံးချီလိုက်ချောတာကတော့မချောဘူးထားပါဒါပေမဲ့အရင်ကနဲ့မတူတော့တာတော့ဟုတ်ပါတယ်ရှင်ပေါ်လီယန်နာဝတ်စီခြင်းလို့ဝတ်ထားရတာထက်ဖဲပြရီစားရီပါရီနဲ့ဆိုတော့လေငါနင်ကိုပြောတာပဲသူဟာအသက်သိကြီးသေးတာမဟုတ်ဘူးဟဲ့နန်စီကရေလိုက်ပြီးအင်းပေါ်လီပေါ်လီယန်နာမရောက်ခင်ရလို့အသက်ကြီးအောင်ဆောင်တာတော့ဖြင့်သိမရှိတော့ဘူးဆိုရမှာပေါ့ နေပါအောင်မစ္စတာတွင်ရဲ့သူ့ချက်သူကဘယ်လိုလဲကျွန်မမသိရသေးဘူးတကယ်ပါတကယ်နန်စီကမေးလိုက်မသိသေးဘူးလားဟာအဖိုးကြီးကကြောင်စီစီပြုံးပြလိုက်ပြီအေးနေငါစီကတော့မသိရဘူးမန်းဟူဆိုလိုက်အော်အော်မစ္စတာတွန်းကလည်းလောက်ရောမယ်ဒီမှာဒီမှာကျမမေးလို့ရတဲ့လူကများများမှမရှိရရှင်မပြောဘူးဘူးပြောမလဲငါကတော့မပြောရေးချာမပြောပြဟူရင်ရင်မှရုတ်တရက်မျက်နှာတီတီထားလိုက်တာ ဒီနေ့ကလေးမှာဘယ်နဲ့နေတယ်ဟေးဟုမေးလိုက်၏နန်စီလည်းမျက်နှာတီးတီးဖြစ်သွားကခေါင်းကိုရမ်းပြပြီဒီလိုပါပဲမစ္စတာတွင်ရဲ့ကျမတိလောက်ပြောရရင်တော့ဘာမှမထူးခြားပါဘူးထင်တယ်သူခင်ဗျာဒီလိုပဲဖက်လက်ကအိတ်လိုက်စကားပြောလိုက်ပြုံးပြလိုက် နေဝင်တော့လှထွက်လာတာကိုဝမ်းသာလိုက်အဲ့ဒါလိုဟာရီပေါ်လေကြားတော့ကြားရတဲ့လူမှရင်နာရတော့တာပေါ့ဟုပြောလိုက်သည်အဖိုးကြီးကခေါင်းနဲ့ကအေးအဲ့ဒါဝမ်းသာတယ်ကစားတာလေဟဲ့ ကလေးကစိတ်နှလုံးကလေးကောင်းရှာတယ်ကွယ်ဖះမပါစေဟုဆိုလိုက်၏ဒီကစားနေဆောင်သူကပြောပြတာပေါ့ဟုတ်လားအေးလေကြားလာပြီဟုဆိုက ခေတ္တများစဉ်းစားနေပြီး ပြုံးရောင်ပြူကတနေ့တော့ငါခါကုန်းနေတာကိုညီမရနဲ့ကလေးမကဘာပြောတယ်မှတ်လဲဟုမေးသည်တိပောင်တော့ခါကုန်းတာကိုတော့သူဝမ်းသာစရာရှာရမယ်မထင်ပါဘူးရတယ်ရတယ်အမေသူကငါခါကုန်းနေတဲ့အတွက်မျက်ပေါက်တဲ့အခါခါတော့ကကုန်းမိသားဖြစ်နေလို့တိတ်အားဆိုင်ပြီးကုန်းမလို့တော့ဘူးဆိုတာကိုဝမ်းသာရမယ်တဲ့ နန်စီကစင်စင်ဆာဆာရေလိုက်ပြီးဟုတ်မှာပါပဲမအံ့ဩတော့ပါဘူးသူ့မှာတခုခုတော့ဝမ်းသာစရာရှိတာကြီးပဲဒီကစားနေကိုကျမတို့ကစားလာတာကြားပြီလေသူရောက်ကစားရပဲအစားသူ့မှာကစားဖို့အခြားဖော်မှမရှိတာပဲကျမတယောက်ပဲရှိတာမဟုတ်လားသူ့အတော်တော့သူ့ပြောတော့ပြောပြတယ်နန်စီကဆိုလိုက်မပေါ်နေလားဟဲ့နန်စီကရင်လိုက်ပြီးကျမတို့မမအကြီးအကျယ်စိတ်ပြောင်းလာတော့ကျမတို့တည်တယ်လို့ရှင်းသိမယ်မထင်ဘူးဟုပြောသဖြင့် အဖိုးကြီးတုံကခေါင်းကိုဆက်ကနေထောင်ကဒီကစားနည်းသူ့ကိုပြောရင်အံ့ဩနေမှာပဲလို့တွေးနေလိုပါဟဲ့ဟုခက်တီတီရှင်းပြနေ၏ဟိုတော့ကတော့ဟုတ်မှာပေါ့တော့ဒါပေမဲ့အခုတော့အဲ့ဒါလိုဟုတ်မယ်မထင်ဘူးမမကဘာမဆိုလုပ်မယ်ဆိုတာယုံတယ်ဒီကစားနည်းသူ့ကိုရိုင်းတော်ဝင်ကစားခြင်းကစားအောင်မယ်ကလေးမကသူ့ကိုပြောင်းပြဖူးသေးဘူးလားတခြားလူတွေကတော့အားလုံးပြောတာပဲထင်တယ်ကိုယ်သူတန်ရရကလေးကလူတွေဟာနေရာတကာမှာဒါပဲပြောနေကြတာပဲဟုတ်တယ်တော်ပေါ်လီကိုတော့မပြောပြခဲ့ရဘူး အရင်တော့ကလေးကပိုလီယာနာပြောခုတယ်။သူ့တော်ဒါပြပြလို့မရဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ဒီကစားနေကသူ့အဖေတင်ပေးတဲ့ကစားနေ။ဒီကစားနေအကြောင်းပြောရင်သူ့အဖေကြောင့်လည်းပြောရမှာ။သူ့တော်ကသူ့ရှင်မှာသူ့အဖေကြောင့်ပြောတာမကြိုက်လို့ရရှင်။အော်အော်ဒီလိုလားဟုအဖိုးအွာကောင်းတငိမ့်ငိမ့်နဲ့ဆိုလိုက်ပြီ။သူတို့အမမက်ဂျင်နေကိုသူတို့စီကခိုးပြရမလားဆိုပြီးအဲ့ဒီအတင်းဝင်ငနေလေးကိုတိတ်မုန်းကြတာ哦အလုံးမဲမပေါ်လေးကလည်းအငဲပြီးမဲ့သူကအမဂျင်နေကိုတိတ်ချစ်တော့သူကလည်းခွင့်မလွတ်နိုင်ဘူး။ အော်အော်ဒီလိုရဲလား။อืมမကောင်းကြပါဘူးကွယ်ဟုညင်းညင်းညင်ညူဆိုကတဖက်တို့လှဲ့သွားသည်။နန်စီကလည်းတပြင်းချာကဟုတ်ပါရဲ့ရှင်အားလုံးပါပဲမကောင်းလိုက်ကြတာဟုပြောရင်မိဘဘက်သို့ပြန်သွားလေ။မတင်မကြနဲ့ရင်တမမနေရတော့ဤရများတွင်ညီသူမှစိတ်မချမ်းသာစေ။သူနာပြုဆီယမလေးကလည်းရှင်ပြဟန်ဆောင်ထားရတော့လေသူမျက်လုံးများကစိုးရိမ်ဟန်ပြနေသည်။ဆီယဝင်မှလည်း တိတိတပါထိန်လန်းလျက်စိတ်မရှိနိုင်အောင်ဖြစ်နေ၏ဒေါ်ပေါ်လီမာစကားနေလာ၏သူစာအင်ကြီးများဆန်နုဆန်ရင်ကလေးများနှင့်ပြင်ဆင်ထားသော်လည်းညို့ရော်ပိန်ချုံသွားသည်ကိုမူကားဖုံးကွဲထား၍မရချေပေါ်လီယာနာအဖိုးမှာသူသည်ခွေးကလေးကိုပွလိုက်ကြောင်ကလေးကိုတတ်လိုက်ပကြီများကိုချီမွမ်းလိုက်ပို့လာသောအစားအစာများကိုစားလိုက်နေမင်းသူအိယာဘေးသို့ရောက်လာသောမရေထွက်နိုင်သောမိစာမြန်စာမြေတာပို့စာများကိုရှင်ပြစွာပြန်ချနိုင်ခဲ့တော်လဲ သူ့မှာဖြူရောညွန်းနှွမ်းလျက်ရှိသည်သူလက်ကလေးကမနာမနေအလုံးလုံးလျက်ရှိသည်ကပင်လျင်တစ်ချိန်ကတထောက်ထောက်နဲ့တွား၍ချီတာနေခဲ့သောခြေောက်ကလေးနှစ်ချောင်းသည်ယခုအခါတွင်ဆောင်းအောင်၌မလုံးမရှက်ဖြစ်နေကြရှာပါလားဆိုသည့်အချက်ကိုပုံမပေါ်လွင်စေတကယ်သို့ရှိ၏ကစားနည်းကိုမူကားပေါ်လီယာနာကနန်စီအားသူကြောင်းသွားနိုင်သည့်အချိန်မစ္စစ်နိုတန်အလဲသွားနိုင်သည့်အချိန်မစ္စတာပင်ဒယ်တန်တန်အလဲသွားနိုင်သည့်အချိန် ဒေါက်တာချယ်တန်နဲ့မြင်ရထားလိုက်စီးနိုင်မည်အချိန်တို့ကိုမျှော်မှန်းကသူမြင်မြဝမ်းသာရကြောင်းကိုပြောပြောနေတတ်တော့လေသူဤဝမ်းသာမှုမှာလက်ငင်းအခြေအနေရမဟုတ်နောက်မှသာဖြစ်မည်ကို တွေးမိပုံမပေါ်တို့ရရင်ဤအဖြစ်ကိုတွေးမိသောနန်စီမှာကကွယ်ရရင်သူတယောက်တည်းကြေးရွေငုံမိရှာလေသည်ရှိကိုပပြလာတဲ့ဝတ္ထုလေးကိုအဆုံးထိလိုက်ပါနာဆင်ပြသူတို့အုပ်တယောက်ချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရရှင် နောက်လာမယ့်အပိုင်းတစ်ကလေးတွေကိုလည်း Chronicle Channel မှာဆက်လက်ပြီးတော့နှာစင်ပြဖို့အတွက်တောင်းဆိုပါရစေ။အားလုံးပဲတာယာချမ်းမြေတဲ့နေ့ရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ